လူတစ်ထောင်မှာတယောက်ပဲပါတယ်မျိုးရိုးဗီဇာများဒီစီးရင်းထဲမှာကိုပါနေရင်လည်းတစ်ချက်လောက်မှန်းခဲ့ကြပါဦးနံပါတ်1အနေနဲ့ကတော့စိုက်ကိုပတ်တွေပါစိုက်ကိုပတ်ဆိုတာကတော့အယူထောင်သွားစရာမလိုတဲ့အယူတစ်မျိုးပဲဖြစ်ပါတယ်သူတို့ကိုကြည့်လိုက်ရင်တာမန်လူတွေလူပဲမှုလို့ပါရုပ်ရှင်တွေထဲမှာတော့စိုက်ကိုပတ်တွေဆိုရင်လူသက်သမားတွေအဖြစ်ပဲဖော်ပြတတ်ကြပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ psychopath ဆိုတာမျိုးစုံရှိပါတယ်။ဝင်းငါ့ကိုထမင်းနဲ့နေစားတယ်ဆိုတာမျိုးကလည်း psychopath တစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ psychopath အများစုကတော့လူကြီးမင်းတို့ရဲ့ရီးစားဟောင်းနေလို့ပဲခံစားချက်မရှိကြတာပိုကြီးများပါတယ်။ဒါကြောင့် psychopath ဆိုတာ ਨੇ ရာဇဝတ်သားပဲဖြစ်မယ်လို့ပြောလို့မရပါဘူး။အချို့ psychopath တွေဆိုရင်ပုံမှန်လူတွေထက်တောင်ပိုပြီးတော့ပုံမှန်နေသေးပါတယ်။နောက်ပြီးလူအယောက်တရာမှာအ ਨੇ စုံ psychopath တယောက်တော့ပါတယ်လို့ဆိုပါတယ်။ဒါကြောင့်ကျွန်တော်စီမှာ psychopath ဟောမဟုတ်စမ်းတတ်တဲ့မိကုံလေးတစ်ခုရှိပါတယ်။အဲကိုယ့်အကိုပြန်စမ်းကြည့်ပါနော်။အဲ့အဲ့မိကုံးလေးကဘာလဲဆိုတော့ဒီလူတယောက်ကညာကြီးအချိန်မတော်ဒီတောထဲကိုတယောက်ထဲလမ်းလျှောက်ထွက်လာတယ်ပေါ့နော် အဲ့အချိန်မှာရုတ်တရက်ဆိုသလိုပဲအနောက်ကနေဒီအသက်ရှူတန်ခက်ပြင်းပြင်းလေးတစ်ခုကြားလိုက်ရတယ်။အဲအဲ့ဒါဆိုသူနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဘာတွေ့မလဲပေါ့နော်။နံပါတ်1ကတော့ခွေးပါ။နံပါတ်2ကတော့တရေပါ။နံပါတ်3ကတော့တော်ရိုင်းတရိဆန်ပါ။နံပါတ်4ကတော့ဘာမှမရှိပါဘူး။ဖြေလို့ရပါပြီ။โอเคခွေးဖြည့်တဲ့သူတွေကစိုက်ကူပတ်တွေပါကျန်တာကတော့လူကောင်းတွေဖြစ်ပါတယ် ။ဘာလို့လဲဆိုတော့ဒီ psychopath အများစုကခွဲရင်နဲ့ပတ်သက်ရင်ဒီစိုးရိမ်စိတ်နည်းနည်းလေးရှိရပါတော့။အားကြောင့်ပါ။နံပါတ်1အနေနဲ့ကတော့ရွှေသွေးပဲဖြစ်ပါတယ်။အရွှေသွေးဆိုလို့ငငယ်ဖတ်ဖူးတဲ့ channel နဲ့မှားနေမှာဆိုလို့ပါ။လူရဲ့သွေးကိုပြောတာဖြစ်ပါတယ်။သွေးထဲမှာမှာအရှားပါဆုံးသွေးမျိုးစားဖြစ်ပြီးတော့တကဘာလုံးမှာမှလူအယောက်90ပဲရှိပါတယ်။ပုံမှန်ဆိုရင် A သွေး B သွေးဆိုပြီးတော့ရိုးရှင်းတဲ့သွေးမျိုးစားတွေပဲရှိတာပါ။ဒါပေမဲ့ဒီသွေးရဲ့နာမည်ကအာလူးနဲ့ခက်ဆင်ဆင်ဖြစ်ပါတယ်။ အာနုပါအဲနောက်ပြီးရွှေသွေးဆိုလို့သူတွေကရွှေထွက်နေတယ်ထင်နေမှာဆိုလို့ပါတကယ်တော့ရွှေလိုတန်မိုးကြီးလို့ရွှေသွေးဆိုပြီးတော့နာမည်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်ကြိုပြီးတော့သတိပေးထားတာပါဒီလူတွေကိုဓာတ်နဲ့သွားထုတ်ရင်သေသွားရုံကလွဲပြီးတော့ဘာရွှေမှထွက်လာမှာမဟုတ်ပါဘူးနံပါတ်3နေနေကတော့ကပရီကွန်နေပဲဖြစ်ပါတယ်အဲကပရီကွန်ဆိုတာကတော့ဒီဇင်ဘာ22ရက်နေ့ကနေဇန်နဝါရီ19ရက်နေ့အတွင်းမွေးဖွားတယ်မကာရရာသီဖွားတယ်ပဲဖြစ်ပါတယ်ဇူရီရဲ့ဆိုင်းနေထဲမှာဆိုရင်လူအနည်းဆုံးရာသီခွင်လို့ပြောလို့ရပြီးတော့တကဘာလုံးပေါင်းမှ8%ပဲရှိပါတ ပုံမောစေတပိုင်းငါးတပိုင်းဆိုသလိုပဲသူတို့ရဲ့စိတ်ကလည်းဟိုရောက်လိုက်ဒီရောက်လိုက်ပါဆန္ဒလာယာဒီခွန်းနေထဲမှာဆိုရင်လောကရန်ကိုအခန့်အားဆုံးယာဒီခွန်းဆိုပြီးတော့နာမည်ကြီးပါတယ်စနေဂျိုစိုးမိုးတဲ့သူတွေဖြစ်တဲ့အတွက်အမှန်ပတ်ချမ်းကိုရှောက်လန်းမယ်ဆိုရင်တဆုံးရောက်နိုင်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မီးပြိုင်အောင်တယောက်တည်းရှောက်မသွားကြဘူးအကြံပေးခြင်းပါတယ်ကပရီကွန်းကြောင့်ကတော့ဒီလောက်နဲ့ပဲတော်လိုက်တာကောင်းပါတယ်မဟုတ်ရင်ဘေးနေနေမှာလာမင်းနေမှာဆိုနာမည်လေးနေနေကတော့ခေါင်းဖြီးစရာမလိုတဲ့စပင်းတွေပါခေါင်းဖြီးစရာမလိုဘူးဆိုလို့ကောင်းလိုက်တာလို့ထင်နေတော့မှားသွားပါပြီ တကယ်ဖီးစရာမလိုဘူးဆိုတာဒါဖီးလို့ကိုမရတာဖြစ်ပါတယ်ဒီလိုစပိန်တွေကမွေးရပါပါလာတက်ကြပြီးတော့ကုသလို့မရတဲ့ယောဂတစ်မျိုးဖြစ်ပါတယ်တပံပညာရှင်အိုင်းစတိုင်းကလည်းဒီလိုစပိန်ပုံစံမျိုးနဲ့ပါဒီစပိန်ပိုင်ရှင်တွေကစပိန်ဖြောင့်မယ်လို့ဘာလို့လဲလို့လို့မရပါဘလို့ပဲစပိန်ကိုပုံစံပြောင်းပြောင်းနောက်ဆုံးဒီပုံတိုင်းပဲပြန်ထွက်လာမှာမဟုတ်လို့ Okay ဒါပေမဲ့ဒီစပိန်ပိုင်ရှင်တွေကလူရောက်ဆယ်တန်းမှတယောက်ပဲပါတာဖြစ်လို့ဒီစီးရင်းထဲမှာအရှားပါဆုံးလို့ပြောလို့ရပါတယ်နံပါတ်9နေနေကတော့လက်6ချောင်းတဲ့လူတွေပါ အများဆုံးကတော့ဒီလူတွေကိုလက်ပွားတွေလို့ခေါ်လေးရှိပါတယ်ဘောလိဝုဒ်မှာတော့လက်ပွားမင်းသားဆိုပြီးတယောက်ရှိသေးပါတယ်ဒီလိုလူတွေကလူရောက်တသိန်းမှတယောက်ပဲပါတာမျိုးပါဒါပေမဲ့ဒီလူတွေကအလုပ်တစ်ခုကိုလုပ်တဲ့နေရာမှာသူများနဲ့ပုံပြီးထူးချွန်နေလို့နာမည်ကြီးပါတယ်ဒါကြောင့်ကိုကစစ်ဖင်းကပန်ရှင်တယောက်ဖြစ်တယ်ဆိုရင်ဘသူပါပြောပြောဂယူမဆိုင်ကြဘူးအကြံပေးချင်ပါတယ်သူများရဲ့လက်ဆွဲချောင်းပဲထောင်နိုင်တဲ့အချိန်မှာကိုက၁၁ချောင်းထောင်နိုင်မှာမဟုတ်လို့ပါအဆုံးမိကြည့်ပြီးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်